ဟုတ်ဒီတရားတစ်စိတ်ရခိုင်တော့ confidence အပြည့်ရှိပါတယ်အဲဖြစ်လာခြင်းမဖြစ်လာခြင်းကတော့ဒါကိုယ့်ရဲ့စူးစမ်းမှုပေါ်မှာမူတည်ရဲလို့ကျွန်တော်ဒီနေ့အနေအားလုံးပြောကြားစင်ပါတယ်ခင်ဗျာ point out ရှင်ပြန်ရခြင်း UI check ကပေါ့နော်ဟိုဘက်နိုင်ငံမှာအာရခဲ့တာမရခဲ့တာအထက်ပေါ့ကျွန်တော်အတွေ့အကြုံရဲ့ knowledge ရဲ့ဒီ international သွားမယ်ဆိုရင်ကျွန်တော် organizer တယောက်အနေနဲ့ရဲ့ကြည့်ရတဲ့အချိန်မှာဒီကလေးတွေကို international သွားမယ်ကလေးတွေကိုဘယ်လိုမျိုး sporting ပေးရမယ်သူတို့မှာဒီလေရင်ခွင့်ရောက်ပြီဆိုတာနဲ့ဘယ်လိုမျိုးအခက်အခဲတွေရှိလဲဟိုဘက်နိုင်ငံရောက်ပြီဆိုရင်ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာကျွန်တော်သိချင်တာဖြစ်တဲ့အတွက်ကျွန်တော်အာသွားရ ရောက်ရှင်ပိုင်ခြင်းဖြစ်ပါတယ်ကျွန်တော်မျှော်လင့်ချက်တော့ဘာမှမထားထားဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တတ်နိုင်တဲ့လောက်ပေါ့အစွမ်းကုန်ဒီဘက်ကနေပြီးတော့ကျွန်တော်ပြင်ဆင်သွားမယ်အာဒီအချိန်ရတဲ့လောက်ကျွန်တော်ရဲ့ body တွေထပ်ပြီး train သွားမယ်အသားရည်ပိုင်းဆိုင်ရာမျက်နှာပိုင်းဆိုင်ရာပြီးတော့ကျွန်တော် talent တွေအများကြီးမြန်မာနိုင်ငံအတွက်ကိုချပြဖို့အတွက်ကျွန်တော်အစီအစဉ်ရှိရဲဒါပေမဲ့ဘာကြီးရမှဆိုပြီးတော့ကျွန်တော်ဝင်းသားရမှဘာရမှဆိုကျွန်တော်မမန်ထားပါဘူးခင်ဗျဒါပေမဲ့မြန်မာနိုင်ငံအတွက်ကိုကျွန်တော်တတ်နိုင်ဆုံးတော့ချပြသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ် national coach ကိုတော့ကျွန်တော်ကပေါ့နော်စင်ပေါ်မှာဒီ international စင်ပေါ်မှာပေါ့နော်ဥမာ ချလိုက်ပြီဆိုတော့လည်းကျွန်တော်ဝစ်ဆောင်ဒီမြန်မာရဲ့အငွေတက်တွေပြည့်ညက်နေရမယ်ပေါ့နော်တချောင်းရှိရမယ်အာပြီးတော့ကျတော့ဒီဝစ်ဆောင်ဝစ်လိုက်ပြီဆိုတော့လည်းမြန်မာဆိုရဲဟာကြီးကိုအော်ဒါမြန်မာကြီးပါလားဆိုရဲဟာကိုသိအောင်ရဲ့နောက်တစ်ခုကကျတော့ဒီဘဇူးမပေါ့နော်အမဖန်နီးသေးတဲ့ဘဇူးမမလုတ်သေးတဲ့အာဒီမလုတ်ဖြစ်သေးတဲ့မြန်မာပေါ့အငွေတက်တွေပြည့်ညက်နေရဲ့ဝစ်ဆောင်တစ်ခုကိုလည်းကျွန်တော်စီစဉ်ထားပါတယ်ခင်ဗျာကတော့ခုသွားရောက်ရှင်းပြမယ်ဘွဲကကြတော့ဗီယက်နမ်နိုင်ငံမှာဖြစ်ပါတယ်ခင်ဗျာ အာမစ္စတာတူရီဇင်ဂရုပဲမြန်မာကိုစားပြုတယောက်အနေနဲ့တွားရရှင်ပြန်มาဖြစ်ပါတယ်ခင်ဗျာအာဒီပွဲလေးကိုရွေးချယ်ရတာတော့ကျွန်တော်မှရည်ရွယ်ချက်ပေါ့เนาะကျွန်တော်ဒီရဲ့လောကမှာပေါ့เนาะ organizer တယောက်အနေနဲ့ရည်တည်ချင်တာဖြစ်တဲ့အတွက်ဒီပွဲကိုကျွန်တော်တွားရောက်ပြီးတော့အတွေ့အကြုံယူခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်အများကြီးစူးစမ်းသွားဖို့တော့အာပေါ့เนาะရှိပါတယ်ဒါပေမဲ့ကျွန်တော်ကအာ သွားရောက်ရှင်ပြန်ရခြင်းရည်ရွယ်ချက်ကပေါ့နော်ဟိုဘက်နိုင်ငံမှာအာရခဲ့တာမရခဲ့တာအထက်ပေါ့ကျွန်တော်အတွေ့အကြုံရဲ့ knowledge ရဲ့ဒီ international သွားမယ်ဆိုရင်ကျွန်တော် organizer တယောက်အနေနဲ့ရည်ကြည်ရတဲ့အချိန်မှာဒီကလေးတွေကို international သွားမဲ့ကလေးတွေကိုဘယ်လိုမျိုး sporting ပေးရမလဲသူတို့မှဒီလေရင်ခွင့်ရောက်ပြီဆိုတာနဲ့ဘယ်လိုမျိုးအခက်အခဲတွေရှိလဲဟိုဘက်နိုင်ငံရောက်ပြီဆိုရင်ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာကျွန်တော်သိချင်တာဖြစ်တဲ့အတွက်ကျွန်တော်အာသွားရောက်ရှင်ပိုင်ခြင်းဖြစ်ပါတယ်ကျွန်တော်ကကြတော့အရင်ကြီးဟိုပြင်ဆင်ချိန်မရှိဘူးဖြစ်နေပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲလေးကိုရွေးချယ်ရခြင်းလည်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်ဒီပွဲပြီးတာနဲ့နောက်ထပ်တပွဲကိုကျွန်တော်တန်းပြီးတော့သွားမှာဖြစ်ပါတယ်အာ train ပြီးတော့ပေါ့နော်ကျွန်တော်ဒီ ဟိုဒီ international ပွဲကိုကျွန်တော် Mr. တယောက် Mr. Winning တယောက်အနေနဲ့ကျွန်တော်ကနှစ်ပွဲသွားဖို့အစီအစဉ်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့အာကျွန်တော်ဒီပေါ့နော် international ကိုသွားရောက်ရှင်ပြိုင်ပြီးပြီဆိုရင်တော့ဒီရဲ့အထွေကြုံနီး knowledge တွေအခက်ခဲတွေပေါ့နော်အများကြီးကိုကျွန်တော်ကအာသိရှိပြီးပြီဆိုရင်တော့ကျွန်တော်တကယ်လုပ်ငန်းတစ်ခုကိုတက်ကြွမီအာဒီပေါ့ကျွန်တော်ရဲ့ senior အကိုတွေနဲ့လက်တွဲပြီးတော့သင်ကြားမယ် okay အဆင်ပြေသွားပြီးသိရှိသွားပြီဆိုကျွန်တော်ကဒီပေါ့နော် organizer တယောက်အနေနဲ့ပေါ့နော်ကျွန်တော်ရည်တည်ချင်ပါတယ်ခင်ဗျာဒီတော့ကောင်းပါဟုတ်ကဲ့ခင်ဗျာအာကျွန်တော်ဒီ international သွားရဲ့ရည် ွယ်ချက်ကပေါ့နော်အာဒီမြန်မာနိုင်ငံကနေပြီးတော့ဒီပေါ့နော်နောက်နောက်ထပ်ကလေးတွေပေါ့နော်နောက်ထပ်ဒီသွားသွားပြိုင်တဲ့ကလေးတွေပေါ့နော်ဒီမစ္စတာလေးတွေပေါ့နော်တကယ်လို့ တော့ပြင်ချင်တယ်ဆိုရင်ဘယ်လိုမျိုးအခက်အခဲတွေရှိလဲဘယ်လိုမျိုး knowledge တွေရှိလဲဆိုတော့ကျွန်တော်အနေနဲ့ရှင်းပြခြင်းနဲ့ပြောပြခြင်းနဲ့ကိုတကယ်သွားပြီးတော့ပေါ့နော်ဘယ်လိုတွေ့ကြုံနေကြုံခဲ့ရလဲဆိုတာကိုကျွန်တော်ပြောပြခြင်းတာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ကျွန်တော်ခု pride တက်လုပ်နေတဲ့လုပ်ငန်းတွေမှာပေါ့နော် pride တက်လုပ်ငန်းတွေလုပ်နေတဲ့လုပ်ငန်းတွေမှာအာကျွန်တော်ဒီ international ဖြစ်သွားပြီဖြစ်တဲ့တွေ့ကဘာအသီးသီးရလာကြမယ်ပေါ့နော်ခုကျွန်တော်တပိုင်းတနိုင်လေးလုပ်နေတဲ့ pride တာတွေရှိပါတယ်အာဒီ international ကနေပြန်လာတဲ့အချိန်မှာကျွန်တော်ပေါ့နော်ဒီကဘာကနေတိအောင်မြန်မာနိုင်ငံအတွက်ပေါ့နော်အထောက်အကူတစ်ခုအနေနဲ့တထောင် နေရနေပြီဒီ pride တွေကိုကျွန်တော်တက်နိုင်ဆုံးကျွန်တော်လှုပ်ဆောင်တော့ဖို့လဲကျွန်တော်မှာအစီအစဉ်ရှိရတဲ့အတွက်ဒီကျွန်တော် international ကိုတွားရောက်ရှင်းပြရခြင်းဖြစ်ပါတယ်ခင်ဗျအာအရန်ကိုပဲ ် executive ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်ကျွမ်းကျင်နေဟိုဘယ်လိုခေါ်မလဲပတ်ဝန်းကျင်တစ်ခုလည်းမဟုတ်တယ်လို့ကျွန်တော်ကျွမ်းကျင်နေအလုပ်တစ်ခုလည်းမဟုတ်တာဖြစ်တယ်လို့ကျွန်တော်မှအရင်မဲ့အခက်ခဲတွေရှိပါတယ်ပြီးတော့ဒီအတိုက်ခိုက်တွေရှိပါတယ်အဲထိုးခြားတဲ့သူတွေလည်းရှိပါတယ်အများကြီးပဲပေါ့နော်အရာအားလုံးကိုကျွန်တော်ပြုံးပြုံးလေးနဲ့ပဲအာကျွန်တော် step by step ပေါ့နော်ဘာလုပ်သွားရမလဲဆိုတဲ့ဟာနဲ့ပဲကျွန်တော်ရှစ်ဆက်ပြီးတော့စူးစမ်းသွားမှာဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်ကဒီ Mr. Locker တွေဝင်လာတဲ့အချိန်မှာပေါ့နော်အခက်ခဲတွေအများကြီးကြုံကြိုက်ခဲ့ပါတယ် အအများကြီးပဲပေါ့နော်ဒါပေမဲ့အကုန်လုံးကိုပေါ့နော်အဘယ်ရာနေနေပေါ့နော်အတိတတိရှိဖို့တော့လိုအပ်ပါတယ်လို့ကျွန်တော်ပကံနေပြောချင်ပါတယ်ဟုတ်အရာရာတိုင်းမှာအတိနဲ့တတိနဲ့လောက်လောက်ဆောင်နေလောက်ဆောင်မယ်ဆိုရင်တော့နေရာတနေရာတော့အချိန်ဘလို့ပဲပေါ့ဟိုအဗရမ ्या ကောင်းတည်လို့မနစ်ပါဘူးပေါ့ဟုတ်အာကျွန်တော်မျှော်လင့်ချက်တော့ ဘာမှမထားထားဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တတ်နိုင်တဲ့လောက်ပေါ့အစွမ်းကုန်ဒီဘက်ကနေပြီးတော့ကျွန်တော်ဖြင်းစင်သွားမယ်အာဒီအချိန်ရတဲ့လောက်ကျွန်တော်ရဲ့ body တွေထပ်ပြီး train သွားမယ်အသားရည်ပိုင်းဆိုင်ရာမျက်နှာပိုင်းဆိုင်ရာပြီးတော့ကျွန်တော် tailor နေအများကြီးမြန်မာနိုင်ငံအတွက်ကိုချပြဖို့အတွက်ကျွန်တော်အစီအစဉ်ရှိရဲဒါပေမဲ့ဘာကြီးရမှဆိုပြီးတော့ကျွန်တော်ဝန်သားရမှဘာရမှဆိုကျွန်တော်မမန်ထားပါဘူးခင်ဗျဒါပေမဲ့မြန်မာနိုင်ငံအတွက်ကိုကျွန်တော်တတ်နိုင်ဆုံးတော့ချပြသွားမှာဖြစ်ပါတယ်ခင်ဗျအခုဒီလိုမျိုးသွားရောက်ဒီပေါ့နော် international သွားရောက်ရှင်ပြိုင်ဖို့အတွက်ကျွန်တော်နံပါတ်1ဘာ train ရတယ်ဆိုတော့ကျွန်တော်အဓိကဒီကျွန်တော် body နည်းနည်း train နေ เอ่อนอกจากคุณก็พี่เราจะเนาะใต้ายใบสายเนี่ยเนลี่ train နေပေါ့เนาะအဲ့ဒါလေးကျွန်တော်ရှိမယ်ပြီးတော့အာဒီ english speaking လေးနဲ့ train နေပေါ့เนาะအဲ့လိုမျိုးလေးကျွန်တော်ရှိတယ်ပေါ့ဟုတ်အဲ့လောက်ပါအာကျွန်တော် national core ကျွန်းကိုတော့ကျွန်တော်ဒီပေါ့เนาะ time နေပါတယ်အာဒီ designer တွေနဲ့ရောပြီးတော့ကြာတော့အာဒီပေါ့ national core ကျွန်းကိုထုတ်ပေးနိုင်နေပေါ့เนาะဥမာစာရေးဆရာတွေရောအများကြီးပေါ့เนาะကျွန်တော်ဟိုအကောင်ဆုံးတော့ကျွန်တော်ချပြသွားမှာပေါ့เนาะဒါပေမဲ့ဘေးဟာကိုချပြမယ်ဆိုတော့ကျွန်တော်သွားမှာပဲအာရုံစောင့်ကြည့်ပေးကြပါလို့ပြောချင်ပါတယ်ဒါပေမဲ့အကောင်လုံးတော့အမိုက်စားတော့ ဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ဘက်ကနေပြီးတော့အားမခံပါတယ်ဟုတ်တခါမှမမြင်ဘူးသေးတဲ့ဟာတခုတော့ကျွန်တော်ချပြဖို့တော့အာစဉ်းစားထားပါတယ်ဒါပေမဲ့အဲဘယ်သူမှလည်းမလုပ်သေးတဲ့အရာပေါ့နော်ဥမာရှေးဟောင်းပုံစံတခုတော့ဖြစ်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ခင်ဗျာဟုတ် National Council ကိုတော့ကျွန်တော်ကပေါ့နော်စင်ပေါ်မှာဒီ International စင်ပေါ်မှာပေါ့နော်ဥမာ ချလိုက်ပြီဆိုတော့လည်းကျွန်တော်ဝစ်ဆောင်ဒီမြမရဲ့အငွေတန်တေးပြည့်ညက်နေရမယ်ပေါ့နော်တချောင်းရှိရမယ်အာပြီးတော့ကျတော့ဒီဝစ်ဆောင်ဝစ်လိုက်ပြီဆိုတော့လည်းမြမဆိုတဲ့ဟာကြီးကိုအော်ဒါမြမကြီးပါလားဆိုတဲ့ဟာကိုသိအောင်ရဲ့နောက်တစ်ခုကကျတော့ဒီဘဇူးမပေါ့နော်မဖန်နီးသေးတဲ့ဘဇူးမမလုတ်သေးတဲ့အာဒီမလုတ်ဖြစ်သေးတဲ့မြမပေါ့အငွေတက်တေးပြည့်ညက်နေရဲ့ဝစ်ဆောင်တစ်ခုကိုလည်းကျွန်တော်စီစဉ်ထားပါတယ်ခင်ဗျအာကျွန်တော်ကဒီနေရာမှာဒီလိုမျိုးရက်တီပြီးနေနိုင်တာဒီကျွန်တော်ကျေးဇူးတင်ထိုက်တာတယောက်ပဲရှိပါတယ်ကျွန်တော်တပည့်ဒီအားလုံးပါပဲ အာဒီနိုင်ငံခြားတော်ပြိုင်ပွဲကိုလည်းသူတို့တွေပဲ sporting အများကြီးပေးပါတယ်အာကျွန်တော်မိသားစုဆိုကျွန်တော်လုံးဝ sporting မပေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီဂျပန်ဆရာတယောက်အနေနဲ့ဒီဘက်ကိုဝင်တဲ့အတွက်ကိုလုံးဝအားမပေးပါဘူးဒါပေမဲ့ကျွန်တော်နောက်မှာကျွန်တော်တပည့်တွေအငြင်းနဲ့ရှိပါတယ်အဲ့တော့ဒီနေရာနေလဲကျွန်တော်တပည့်တွေကိုအာဂျပန်မှာရောက်နေတဲ့တပည့်တွေရဲ့မြန်မာနိုင်ငံမှာအသီးသီးမှာမြို့နယ်တည်တီမှာရှိနေတဲ့အကြောင်းမှာတက်ရောက်နေတဲ့တပည့်တွေအားလုံးကိုလည်းကျွန်တော်ဒီနေရာနေခြေသူအများကြီးတင်နေဆိုတဲ့ဟာကိုပြောကြားချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီကျွန်တော်ဒီတပည့်တွေ ကြောင်မလို့လေရာဂိုင်းတော့အများကြီးပါပါတယ်ဘာဖြစ်လို့သူတို့ဆရာတယောက်ဒီအဖက်ဖက်ကနေထူးချွန်နေတဲ့သူတယောက်ဖြစ်တယ်အဖက်ဖက်ကနေတော်နေတဲ့သူတယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်လုတ်ပြချင်တာလည်းပါပါတယ်နောက်တစ်ခုကကျွန်တော်ဒီပေါ့နော်ဟိုဘလောက်ကြီးထိကိုတယောက်ထဲပေါ့လုတ်ဆွမ်းနိုင်တယ်ဟိုကျွန်တော်ဥမာဘဲဘဲသွားသွားပေါ့နော်ကျွန်တော်ပြည့်တပည့်ကြီးဆိုတည်ရယ်အဖက်နှက်ကစားအိမ်ညာစားအဆဆုံးအအကုန်လုံးတပည့်တွေအားလုံးကလုတ်ပြကြပါပေါ့နော်ခုတစ်ခေါက်ကျွန်တော်ဒီလာတော့ရတယ်ကျွန်တော်တယောက်တစ်ပည့်လာခဲ့တယ်အဲကျွန်တော်တယောက်ထဲလာခဲ့တယ် international သွားတဲ့အချိန်မှာလည်းဒီတပည့်တွေအားလုံးကဒီ international ကိုလိုက်ပြီးအားပေးစင်ကြတာပေါ့နော်အကုန်လုံးကကို၄ နဲ့လိုက်ရင်လည်းလိုက်မယ်ဆရာဒါပေမဲ့ကျွန်တော်ဘယ်သူမှမခေါ်ပဲねကျွန်တော်တယောက်တည်းပဲသွားပြီးတော့ဗောနောကိုဘယ်လောက်လုံနိုင်လဲဗောမြန်မာနိုင်ငံအတွက်ဘယ်လောက်လုံနိုင်ငယ်လဲဆိုတာကိုကျွန်တော်အဲသွားရောက်ပြီးတော့လုံကြည့်ခြင်းနဲ့ရှင်းပြခြင်းနဲ့ဗောဟုတ်ကျွန်တော်ကျွန်တော်ကိုကျွန်တော်တော့အာကျွန်တော်တရားရခိုင်လုံးအားရကျင့်တယ်မှုရှိတယ်ဘာဖြစ်လို့ဆိုပို့ပြီးတော့ကျွန်တော်မထင်ထားဘူးပို့ပြီးတော့ကိုကိုယုံကြည်မှုတွေလည်းပို့ရှိလာတယ်နောက်တစ်ခုကကြတော့ဟိုကြောက်စိတ်လည်းတိတ်လုံးဝမရှိတော့ဘူးဗောနောဟိုအစ်စ်အစ်စ်တွေကိုလုံကြည့်ရမှာဖြစ်တယ်ကျွန်တော်ပို့ပြီးတော့ ်သဘောကျတယ်ခင်ဗျကျွန်တော်ကတော့ဘာလို့လို့ကျွန်တော်စဉ်းစားပြီးမှလောက်တာဖြစ်တယ်လေကျွန်တော်ဒီ130ရာခိုင်နှုန်း coffee and ပြည့်ရှိပါတယ်အဲဖြစ်လာခြင်းမဖြစ်လာခြင်းကတော့ဒါကိုယ့်ရဲ့စူးစမ်းမှုပေါ်မှာမူတည်ရဲလို့ကျွန်တော်ဒီနေရာနေအားလုံးပြောကြားစင်ပါတယ်ခင်ဗျအားလုံးကိုချီးစွမ်းများကြီးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်မြန်မာနိုင်ငံမှာရှိရပြည်သူပြည်သားအားလုံးကျန်းမာရေးကြီးစိုက်ကြပါအာအဆသရရာအာနေကောင်းအောင်နေကြပါဟိုဘောနော်အားလုံးပဲယူဆိုင်ကြပါတော့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်အဲတောင်းတနေရနေပြီးတော့ဘောနော်အဲအနောက်ရှက်မဖြစ်ဘူးဆိုရင်လည်းကျွန်တော်ကိုလည်းအားပေးကြပါလို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ